အားလုံးပဲမင်္ဂလာပါ။ VOC သတင်းဌာနကနေကြိုဆိုလိုက်ပါတယ်။ကျွန်တော်ကတော့ Elvin ပါ။ဒီကနေ့မတ်လ24ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ညနားဆင်မဲ့သတင်းတွေကတော့မကွေးတိုင်းကံကောင်းမြို့နယ်နန်းခါချေးရွာစေကန်းကိုပြစ်မှတ်ထားပြီးဘုံချဲတိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီရဲ့လုပ်ရက်ကိုအပြင်းထန်ရှုံ့ချပြီးတရားမျှတမှုဆောင်ကျဉ်ပေးသွားမယ်လို့မြို့သားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနက မလ23ရက်နေ့မနေ့ကထုတ်ပြန်ပါတယ်။အိန္ဒိယနိုင်ငံမဏိပူပြည်နယ်အင်ဖာထောင်မှာအချင်းကျနေတဲ့မြန်မာနိုင်ငံသားတွေတဲကအမျိုးသမီးနဲ့ကလေး28ယောက်ကိုမဏိပူအာဏာပိုင်တွေကမြန်မာဘက်ကိုလွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီကနိုင်ငံတော်လေကြောင်းဘုံကျဲတိုက်ခိုက်မှုတွေအပြင်းထန်လုပ်နေတဲ့တချိန်ထဲမှာပဲနေပြည်တော်မှာငြိမ်းချမ်းရေးဆွေးနွေးပွဲတစ်ရက်ကျင်းပနေတဲ့သတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ မကွေးတိုင်းကံကောင်းမြို့နယ်နန်းခါချေးရွာစေကန်းကိုပြစ်မှတ်ထားပြီးပုံကျဲတိုက်ခိုက်ခဲ့တဲ့စစ်ကောင်စီရဲ့လုပ်ရက်ကိုအပြင်းထန်ရှုံချပြီးတရားမျှတမှုဆောင်ကျဉ်းပေးသွားမယ်လို့မြို့သားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနကမတ်လ23ရက်နေ့မနေ့ကထုတ်ပြန်ပါတယ်။တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမတ်လ22ရက်မနက်၈နာရီခွဲဝန်းကျင်ကနန်းခါချေးရွာစေကန်းကိုပုံကျဲခဲ့တာဖြစ်ပြီး CDM ဆရာဝန်ဒေါက်တာမြဆိုးအောင်ဇနီးဖြစ်သူဒေါ်ခိုင်နှင်းဝင်နဲ့တားဖြစ်သူ၅နှစ်အရွယ်ကလေးငယ်အပါအဝင် 17ဦးတည်ဆုံးခဲ့ရပြီး6ဦးတန်ရရှိခဲ့တယ်လို့ NUG ကဖော်ပြပါတယ်။ဆရာဝန်ဒေါက်တာမြတ်စိုးအောင်ရဲ့ဇနီးဖြစ်သူဒေါ်ခိုင်နှင်းဝေဟာအထက်တန်းသူနာပြုဖြစ်တယ်လို့လေးလသားအရွယ်ကိုဝင်လွယ်ထားသူဖြစ်ပါတယ်။ဒေါက်တာမြတ်စိုးအောင်ဟာဆေးကန်းလာလူနာတွေကိုစစ်ကူတာပေးနေခြင်းဘုံချေတက်ခတ်ခဲ့တာလို့ NUG ကဆိုပါတယ်။ဘုံချေတက်ခတ်မှုကြောင့်ဆရာဝန်မိသားစုလူနာလူနာဆောင်နဲ့အယက်သားပြည်သူ စုစုပေါင်း17ဦးတည်ဆုံးခဲ့ပြီးတည်ဆုံးသူတွေတဲက ကလေးငယ်၅ဦးအပါဝင်ခဲ့တယ်လို့ NUG ကအတည်ပြုပါတယ်။ကြာဆုံးသွားတဲ့ကျမ်းမာရေးဝန်ထမ်းတွေကို CDM အာဇာနည်သူရဲကောင်းများအဖြစ်အတိမတ်ပြုကြောင်းနဲ့ဒေသခံခဲ့ရတဲ့ကျမ်းမာရေးဝန်ထမ်းတွေလူနာတွေပြည်သူတွေရဲ့မိသားစုတွေနဲ့ထတ်တူကြေကွဲဝမ်းနည်းရကြောင်း NUG ကဖော်ပြပါတယ်။ဘုံကျဲတက်ခတ်ခံရမှုအတွင်စေကန်းလဲမိလောင်ပျက်စီးခဲ့ရတယ်လို့အနီးနားရှိနေအိမ်တွေလည်းပြိုကျပျက်စီးခဲ့ပါတယ်။ဒေါက်တာမြတ်စိုးအောင်နဲ့ဇနီးဖြစ်သူဒေါက်ခိုင်နှင်းဝေတို့ဟာ2021 ဆရာနာမသိခင်ကစကိုင်းတိုင်းမှာတိုက်နယ်ဆရာဝန်နဲ့အထက်တန်းသူနာပြုများအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီးဆရာနာသိမ်းပြီးနောက်ပိုင်းစီဒီအမ်ပြုလုပ်ကမကွေးတိုင်းနဲ့စကိုင်းတိုင်းမှာလိုက်လံစေကုသမှုပေးနေသူတွေဖြစ်တယ်လို့ NUG ကျမ်းမာရေးဝန်ကြီးဌာနကတည်ပေးပါတယ်။ဒေသုံးခဲ့တဲ့ကျမ်းမာရေးဝန်ထမ်းတွေနဲ့အပြစ်မဲ့ပြည်သူတွေအတွက်တရားမျှတမှုကိုစောင့်ရှင်းသွားမှာဖြစ်တယ်လို့ NUG ကျမ်းမာရေးဝန်ကြီးဌာနကကတိပြုထားပါတယ်။အနာသိန်းစစ်ကောင်စီစစ်တပ်ဟာ စီရဲရရှုံးနေပြီးမြေမြင်ကနေစစ်ကြောင်းမထိုးနိုင်တဲ့အခါလေကြောင်းတိုက်ခတ်မှုတွေပုံမပြုတ်လာပြီးအရက်ဖက်စစ်ဖက်ခွဲခြားမှုမရှိဘဲတိုက်ခတ်နေတာလို့သိရပါတယ်။ NUGS စီရင်တွေအရပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုတွေကြောင့်နိုင်ငံတော်ဝန်ပြည်သူ140ကျော်သေဆုံးက360ကျော်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အိန္ဒိယနိုင်ငံမဏိပူပြည်နယ်အင်ဖာထာမှာအကျဉ်းချနေတဲ့မြန်မာနိုင်ငံသားတွေတဲကအမျိုးသမီးနဲ့ကလေး29ယောက်ကို မနီပူရအနာပိုင်တွေကမြန်မာဘက်ကိုလွှဲပြောင်းပို့ဆောင်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့2022ခုနှစ်ကလေးကမနီပူပြည်နယ်လမ်ကာမြို့မှာထောက်ထားမဲ့တရားမဝင်နေထိုင်မှုနဲ့မြန်မာအများစုအဖမ်းဆီးကျဉ်းချက်ခံခဲ့ရတာဖြစ်ပြီးအဲ့ဒီထက်ကအမျိုးသမီး20ယောက်နဲ့ကလေး9ယောက်တို့ကိုမလ21ရက်နေ့ကတမူးမိုးရေးနယ်ဆက်ချစ်ကြည်ရေးတံတားကနေစစ်ကောင်စီထံပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။ယခုလွတ်မြောက်လာသူတွေဟာလွတ်ရက်စေပြီးသူတွေဖြစ်ပေမဲ့မနီပူထောင်အာနာပိုင်တွေ ရရှိလာများအချင်းထောင်တဲ့ချုံနှောင်ထားခဲ့တာဖြစ်ပါတယ်။အိန္ဒိယအစိုးရနဲ့စစ်ကောင်စီတို့ချင်းချင်းညှိနှိုင်းကြပြီးနောက်အခုလိုလွတ်ပေးခဲ့တာလို့အိန္ဒိယဖော်မြန်မာတီထောင်သူဆလိုင်းဒုခါကပြောပါတယ်။လူမျိုးလာသူမြန်မာ29ဦးဟာမကွေးတိုင်းနဲ့စကိုင်းတိုင်းကဗမာလူမျိုးနဲ့ချင်းလူမျိုးတွေဖြစ်ပြီးအိန္ဒိယအစိုးရဘက်ကမြန်မာဘက်ကိုတတိယအကြိမ်မြောက်ဖွဲပြောင်းပေးတာဖြစ်တယ်လို့သိရပါတယ်။ရရှိမနီပေါ်ပြည်နယ်အင်ဖာအချင်းထောင်ထဲမှာဖမ်းဆီးအချင်းချခံရတဲ့မြန်မာ120ခန်းကြန့်ရှိနေသေးပြီ အမြန်ဆုံးလွတ်မြောက်လာနိုင်ဖို့အတွက်အိန္ဒိယပေါ်မြန်မာဘက်ကဆက်လက်ကူညီပေးနေပြီးအိန္ဒိယဆိုရကိုလည်းဆက်လက်တောင်းဆိုနေတာမျိုးလှုပ်ဆောင်ပေးနေတယ်လို့သိရပါတယ်။စကိုင်းတိုင်းကလေးမျိုးကနေမြန်မာပြည်အောက်ပိုင်းဘက်ကိုပြေးဆွဲပေးနေတဲ့ကလေးမန္တလေးရန်ကုန်မြမလေချောင်းလေရင်လက်မှတ်ဈေးဟာကျပ်2000ဝန်းကျင်မြင့်တက်သွားတယ်လို့လေရင်လက်မှတ်အယောင်ကိုယ်စားလှယ်တွေစီကလည်းသိရပါတယ်။မတ်လ20ရက်ကစလို့ဈေးနှုန်းပြောင်းလဲသွားတာဖြစ်ပြီးအရင်ကလေးရန်ကုန်လေရင်လက်မှတ်ဈေး ၄သိန်း၉00ချက်ကနေ၅သိန်း၁00ချက်ရန်ကုန်ကလေးလေးလက်မှတ်ဟာ၄သိန်း၃00ချက်ကနေ၄သိန်း၅00ချက်ကလေးမန်းလေးလင်းရင်လက်မှတ်ဈေးမှာလဲချက်၁500အထိမြင့်တက်လာလို့သွား၃သိန်း၃00ချက်နဲ့အပြန်၃သိန်း၂00ချက်ဖြစ်လာတယ်လို့သိရပါတယ်။လေးလက်မှတ်ခါရဈေးမြင့်တက်ပြီးမဲ့ကုန်လမ်းကြောင်းကဆစ်ဆေးဂိတ်တွေနဲ့ဒီကြံ့ကြတဲ့အတွက်လေးချောင်းခီးကိုပဲအများစုကဆက်လက်အသုံးပြုနေကြပါတယ်။ ကလေးမျိုးလေဆိပ်ကဟာကလေးတမှုမျိုးနယ်တို့အပြင်ချင်းပြည်နယ်ကပြည်သူတွေအကြီးအအုံပြုနေတဲ့လေဆိပ်ဖြစ်ပြီးမြန်မာပြည်အောက်ပိုင်းဆင်းတဲ့အခါကုန်းလန်းချောင်းကတိုက်ပွဲတွေနဲ့လမ်းကျော်ပိတ်ဆို့တာမျိုးတွေရှိနေသေးတာကြောင့်လေချောင်းခီးကိုပဲဒေသခံတွေကအကြီးအထားအုံပြုနေကြရတာပါလေချောင်းလိုင်းတွေဟာကလေးမျိုးကနေမုံရွာမန္တလေးရန်ကုန်မြို့တို့ကိုပြေးဆွဲတာဖြစ်ပြီးကမ္ဘောဇာလေချောင်းလိုင်းနဲ့မြန်မာလေချောင်းလိုင်းတို့သာပြေးဆွဲနေတယ်လို့သိရပါတယ် စကိုင်းတိုင်းမုံရွာမြို့နယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခအတွင်းကိုတစ်တုံညခွန်မမ short type ဒုံနှလုံးအောင်မြင်စွာပြစ်ခတ်တက်ခိုင်နိုင်ခဲ့တယ်လို့ Brave Warriors for Myanmar BWM ကသတင်းထုတ်ပြန်ထားပါတယ်။မနေ့ကမတ်လ23ရက်ည10:00နာရီဝန်းကျင်ချိန်မှာအဆိုပါနမခအတွင်းကတိုင်းစစ်ဌာနချုပ်ရုံးရဲ့ MI17 ရနာယာရဟယင်ကွင်းကို short type ဒုံ၃လုံးပြစ်ခတ်တက်ခိုင်ရမှာနှလုံးကိုအောင်မြင်စွာပြစ်ခတ်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ီတိုက်ခိုက်မှုကြောင့်ထိခိုက်မှုအခြေအနေတွေကိုတော့စုံစမ်းနေဆဲဖြစ်ပြီးအသေးစိတ်မသိရသေးဘူးလို့ဆိုပါတယ်အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခါဟာစကိုင်းတိုင်းမကွေးတိုင်းနဲ့ချင်းပြည်နယ်တို့ကစစ်ကောင်စီတပ်တွေကိုကုကဲနေပြီးပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်နေတဲ့စစ်ဌာနချုပ်တခုလည်းဖြစ်တယ်လို့သိရပါတယ်ဒါကြောင့် BWM အဖွဲ့ကမဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီးအစစ်ဒေါ်လာရင်းနဲ့အထင်းမှတ်အကျိုးလက်ဆောင်အဖြစ်ခုလိုတိုက်ခိုက်မှုကိုလှုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ဒီတက်ခတ်မှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ဥဆောင်စီမံမှုနဲ့အတူ Freedom Revolution Force FRF ရန်ကြီးအောင်ဟုတ်လေ Shadow Mongyua Democratic Rangers အဖွဲ့တို့ကပူးပေါင်းတိုက်ခဲ့တာလို့သိရပါတယ်စစ်ကောင်စီကနိုင်ငံတော်ဝန်လေကြောင်းပုံကျတိုက်ခိုက်မှုတွေအပြင်းထန်လုပ်နေတဲ့အချိန်ထဲမှာပဲနေပြည်တော်မှာငြိမ်းချမ်းရေးဆွေးနွေးပွဲတရက်ကျင်းပနေတယ်လို့သိရပါတ ဒီဆွေးနွေးပွဲကိုမတ်လ24ရက်နေ့ကနေ26ရက်နေ့အထိ3ရက်ကြာပြုလုပ်မှာဖြစ်ပြီးစစ်ကောင်စီရဲ့ဆွေးနွေးပတ်တိုင်းရင်းသားလက်နက်ကိုင်တချို့နဲ့နိုင်ငံရေးပါတီတွေတက်ရောက်နေကြတယ်လို့သိရပါတယ်။နိုင်ငံတွင်းပဋိပက္ခတွေကိုအ мян ဆုံးရှင်းရှားနိုင်ဖို့နဲ့စီးပွားရေးကဏ္ဍတိုးတက်စေမယ့်ရေတိုးရေရှည်လုပ်ငန်းစဉ်တွေပေါ်ထွန်းနိုင်ဖို့အတွက်ရည်ရွယ်တယ်လို့စစ်ကောင်စီရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ NSPNC ဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီးရာပေကဆွေးနွေးပွဲမှာပြောဆိုခဲ့ပါတယ် ဒီဆွေးနွေးပွဲလုပ်နေတဲ့အချိန်မှာပဲချင်းပြည်နယ်ကချင်းပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မကွေးတိုင်း၊စကိုင်းတိုင်း၊ပဲခူးတိုင်းနဲ့မန္တလေးတိုင်းတွေမှာတိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီတပ်ကလေကြောင်းနဲ့လက်နက်ကြီးတွေတုံးပြီးအရတားတွေနေထိုင်တဲ့ခြေရွာတွေကိုပါပြစ်ခတ်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဒီဆွေးနွေးပွဲဟာအမှန်တကယ်ငြိမ်းချမ်းရေးလိုချင်တဲ့ဆွေးနွေးပွဲမျိုးမဟုတ်ပဲလူမြင်ကောင်းအောင်ဟန်ရေးပြတတ်တတ်တာဖြစ်တယ်လို့တိုင်းနာတော်လိုင်းရေးတပ်ဖွဲ့တွေကတော့ဝေဖန်ထောက်ပြနေကြပါတယ်။ ဒီရမဲ့ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။